မင်္ဂလာပါခင်ဗျာဖရက်တာနေမြန်မာကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့တော်လန်တီသူတို့ရဲ့အသံအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီစီဇန်ကနေဒေတာတီတီကနေနိုင်ရတောင်းဝန်ထမ်းပြီးတော်လန်ရင်းမှပါဝင်နေကြတဲ့သူတွေရဲ့စကားသံတွေကိုနားဆင်ခံသားမှာဖြစ်ပါတယ်ဒီစီဇန်ကိုအပတ်စဉ်ပုတ်ထုံနေညတိုင်းမြန်မာစံတော်ချိန်9နာရီမှာဖရက်တာနေမြန်မာရဲ့တင်ကိုရန်ဆောင်ကနာနဲ့မိဘမီဒီယာများမိဘဖွဲ့စည်းများတင်ကိုရန်ဆောင်ကနာတွေကနေတပြိုင်တည်းထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဆောင်ရွက်ကြည့်ရှုအားပေးနိုင်ပြီဖြစ်ကြောင်းတင်ကောင်းပါပါတယ် ဒီနေ့အစီအစဉ်အတွက်ပေါ့နော်ဖိတ်ခေါ်ထားတဲ့ဆွေးနွေးပွဲဖိတ်ခေါ်ထားတဲ့ရဲဘော်လည်းအစီအစဉ်ရောက်ရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်အစီအစဉ်လေးကိုစတင်လိုက်ပါတော့မယ်။ Okay ပါညီမလေးပထမဆုံးအနေနဲ့ပေါ့ညီမရဲဟိုဘာနာမည်ရဲ့လူမျိုးရဲ့အခုလက်ရှိမှာရောဘာလေးလောက်ချားနေလဲပေါ့အဲ့ဒါလေးတစ်ချက်အောင် message ပေးပါဦးဗျာ။အာဟုတ်ကဲ့ရှင်ဒီနမေခါကြတော့ဒီ Gloria ခင်လို့ခေါ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီလူမျိုးခါကြတော့ဒီ channel ပေါ့ဦးပေါ့နော်အဲမျိုးရောထားတဲ့ဟာ နော်ဆိုတော့အခုလက်ရှိလှုပ်ရှားနေတဲ့ကဏ္ဍဆိုရင်တော့အရင်တုန်းကတော့ journalist လုပ်တယ်ပေါ့နော်ဒါပေမဲ့အခုလောလောဆယ်ခါကြတော့ဒီ community school တခုမှာပေါ့နော်ဒီ community school ထဲမှာသူတို့ခါကြောလေ community school ဆိုပေမဲ့လည်းဒီ low profile နဲ့ run နေတဲ့အားမျိုးတွေပေါ့နော်အဲ့လိုမျိုးအနေနဲ့ဒီအတိထဲမှာအနေနဲ့ပါတယ်လို့လဲဆို train trainer အနေနဲ့လုပ်တယ်ပေါ့နော် trainer ဆိုရင်ဒီ political ရယ်ဒီ social science ရယ် english ရယ်ပေါ့နော်အဲ့ဒီ၃မျိုးကအဓိက target ထားပြီးတော့အလုပ်နေတဲ့ဟာမျိုးတွေရှိတယ်။တခြားဒီ program ပိုင်းနဲ့ပတ်သက်ပြီးတော့မှလည်းအကူပေးနေတဲ့အအနေအထားမျိုးမှရှိတယ်ပေါ့နော်။အဲ့လိုအခမ်းကဏ္ဍတွေတော့လုပ်နေတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်။အခုဟုတ်အော်โอเคပါအဲ့မှာပေါ့လေအဲ့ခုလိုမျိုးဖြတ်တန်းနေရတဲ့ကာလပတ်မှာပေါ့ကျွန်တော်တို့ဒီ2021မတိုင်ခင်2021နောက်ပိုင်းမှာပေါ့ဒီအဖြတ်တန်းရတဲ့ဒီအခက်အခဲတွေ ဘယ်လိုမတူတာလည်းရှိသေးပါဘူးလက်ရှိမှာဘယ်လိုခက်ခဲတွေကိုကျွန်တော်တို့ဟောပါပေါ့ကျော်ဖြတ်နေရတာမျိုးရှိလဲဗျဟုတ်ကဲ့ဒီ အာဆင်မဖြစ်ခင်မှာပေါ့နော်ဆင်မဖြစ်ခင်မှာဆိုရင်တော့ဒီကိုအနေနဲ့အချိန်ဒုံကားဆိုရင်ဒီကြောင်တူအနေနဲ့ပေါ့နော်အဲ့လိုမျိုးအနေထားမျိုးရှိတယ်ပြီးတော့အဲ့ဒီချိန်ဒုံကားဆိုရင်အရန်လွတ်လပ်တယ်ပေါ့နော်အဲ့လိုတနည်းရသွားတယ်ဆိုရင်လည်းဆိုရင်ဆရာမရှိဘူးအာမင်းကလေးတွေဆိုရင်လည်းဟိုအပြင်သွားတာကအစားပေါ့အဲ့လိုမျိုးပုံစံမျိုးအရန်လွတ်လပ်တယ်ပြီးတော့မှကုန်စင်နှုံးတွေဆိုလည်းတိတဲ့အတိုင်းပဲပေါ့နော်အဲ့ချိန်မျိုးမှာဆိုရင်အရန်အဆင်ပြေနေတဲ့အနေထားမျိုးမှာရှိတယ်ဒါပေမဲ့ခုဖြစ်သွားပြီးတဲ့အဲ့နောက်ပိုင်းမှာအရန်ရောကုန်စင်နှုံးတွေဆိုရင်လည်းအာတပုံထိုးပေါ့နော် တော့တိုးတက်လာတဲ့အနေအထားမျိုးမှာရှိတယ်အဲ့လိုပုံစံမျိုးဆိုတော့အရန်ဟိုအဲ့လိုအဒီဇာဝနီရင်းနဲ့ပတ်သက်တဲ့ဟာမျိုးရပြဖြစ်ပေါ့နော်အဲ့လိုမျိုးအခက်အခဲတွေလည်းရှိလာတယ် income ဆိုရင်လည်းပေါ့နော်အရင်တုန်းက income အာဒီလင်းငါတင်ရတယ်ဆိုရင်အရန်ကိုဟို အာတုံးလို့အစီအပြေတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာခါကျော်ဒီအရာတဲ့အင်ခန်းကဥမာနေနဲ့ဒီစေသိန်းလောက်ရရနေပြင်မဲ့လဲပေါ့နော် အရာတွေမကာမိဘူးပေါ့နော်ကိုရဲ့စာဝတ်နေရေးရောကိုရဲ့ဒီ education အပိုင်းမှာရောပေါ့နော်အများကြီးအထောက်ကူမပြုတဲ့ဟာမျိုးတွေပေါ့နော်ပြီးတော့အရင်တုန်းကဆိုဒီ education အပိုင်းမှာဆိုရင်လည်းအရင်လွတ်လပ်တယ်ဒါပေမဲ့အနောက်ပိုင်းမှာကျင်လည်းတင်ရတဲ့ဟာမျိုးဆိုလည်းလွတ်လွတ်လပ်လပ်သွားလို့မရဘူးပေါ့နော်ဥမာစနေနဲ့ဆိုရင်အဲဂျမန်နေနဲ့ဆိုရင်လည်းကြည့်ဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာမျိုးအဖျက်တော့ဖြစ်ဂျမန်ခါကျော်အဲ့ဒီဘက်မှာသွားတဲ့ ဲ့အခါမျိုးမှာစလလလလလုံးလုံးမရတဲ့နေသားမျိုးပေါ့ဗောနော်တခါတလေမလဲဒီ internet line အခက်ခဲပေါ့နော်တခါတလေ internet line ဖြတ်တော့တဲ့ချိန်မျိုးမှာစရင်ပို့ပြီးတော့အဆိုးတယ်ပေါ့နော်ဒီ education ပိုင်းမှာရောအာဒီဒီလူမှုဘဝမှာပေါ့နော်အများကြီးတော့အခက်အခဲဖြစ်နေတဲ့ဟာမျိုးတွေတော့ရှိတယ်ပေါ့နော်ဒီနောက်ပိုင်းမှာအဲ့လိုမျိုးတော့ကြုံနေရတယ်ပေါ့နော်ခုနဟုတ်အာအဲ့မို့ကျွန်တော်တို့ခက်ခဲကြီးကတော့နည်းနည်းများတော့ရှိကြမှာပေါ့လေ เนาะကျွန်တော်တို့ဒီကာလာအတွင်းမှာဟောအခုဒီလေးနှစ်ကျော်ကာလာအတွင်းမှာတကယ်ညီမလေးရဲ့ဒီ professional ဟောပေါ့တိုင်ဖြတ်တန်းမှုပေါ့မှာပေါ့အခက်အခဲဆုံးကြုံတွေ့ခဲ့ရတာဆိုဘာဘာဖြစ်မလဲလက်ရှိမှာဟောအဲ့ဒီအခက်အခဲကိုဘယ်လိုသင်ခန်းစာယူပြီးတော့ကြော်ဖြတ်နေလဲပေါ့ကဲအဒီ အဓိကဒီတော်လန်ရေးလင်းနစ်ကြော်တွင်မှာဆိုရင်ခုနပြောသလိုမျိုးပဲကိုသွားလဲတဲ့ education ရောကိုယ့်ရဲ့ professional ရောအာဒီ political ဘိုင်းသွားတဲ့ဟာမျိုးတွေရှိရပေါ့နော်။ဥပမာဆိုရင်လည်းကျမတို့ဒီ social science နဲ့ပတ်သက်ပြီးတော့မှ sharing လုပ်တဲ့အခါမျိုးမှာဆိုရင်လည်းသူကနည်းနည်းအဒီနိုင်ငံရေးစံတဲ့နေသားမျိုးမှာရှိတယ်။အဲ့လိုနေသားမျိုးမှာဆိုရင်ဒီ security ဘိုင်းကအရင်လေးအဲ့လို security concern ပိုင်းကတော့ခက်ခဲခဲ့တယ်ပေါ့နော်။ဥပမာဆိုရင်ကျမတို့အနေနဲ့အခုဆိုရင်ကျမတို့ learning center ဟာဆိုရင်ပေါ့နော်။အာ low profile အနေနဲ့ပဲ run နေရတဲ့အဲဒီဒီတို့ဒီအကြောင်းသူအကြောင်းသားတွေအနေနဲ့ဆိုရင်လည်းပေါ့နော်။အရင်ကခက်ခဲအခက်ခဲရှိတဲ့ဒီဒိုနာနဲ့အာရှိတ်ဆက်တဲ့အခါမျိုးမှဆိုရင်လည်းပေါ့နော်။ကျမတို့အခက်ခဲအများကြီးအာကြုံတွေ့ရတဲ့တစ်ခါတလေဆိုရင်လည်းဟိုဒီ ဒီ banking တုံးတဲ့အခါမျိုးကစားပေါ့နော်အဲ့လိုမျိုးအများကြီးအာအခက်ခဲတယ်ပေါ့ဒီသူတို့ back ကနေပြီးတော့မှလည်းပိတ်စအများကြီးလွဲလို့မရဘူးဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုဆိုဒီ donor နဲ့ရှိဆက်ရတဲ့နေသားမျိုးမှာဆင်းလဲအရင်ကခက်ခဲတယ်ပြီးတော့ကျွန်တော်တို့ဒီအာ learning center စတင်စတင်တည်ဆောက်ခဲ့တယ်လည်းခုဖြစ်ပြီးနောက်ပိုင်းမှအာစတင်တည်ဆောက်ခဲ့တဲ့ဟာမျိုးဆိုတော့သူတို့အတိုက်လည်းဒီကိုအနေနဲ့ဒီအများကြီးမဖြစ်စီပေးနိုင်တဲ့ဟာမျိုးပေါ့ကြည့်ကွာဒီ official လို့ရှင်းပေးမယ်လေပေါ့နော် official ကလည်းလုံးလုံးမရပြန်ဘူးဆိုတဲ့နေသားမျိုးမှာပေါ့နော်ဆိုတော့တခါတလေမှာ ်လည်းအရင် effective မဖြစ်နေတဲ့ဟာမျိုးတွေပေါ့နော်ဒီအာလူငယ်တွေအနေနဲ့ဒီတို့အနေနဲ့ high school တွေလက်လက်မီဖို့အတွက်တို့အများကြီးအာလုပ်ပေးနေရတဲ့နေသားမျိုးမှာပေါ့ဒီခါကျတော့မာဒီအရင်တော့ကလည်းကွာ generalist လုပ်ခဲ့တဲ့ type ပေါ့နော်အဲ့လိုအရာဟိုဒီ security အဒီ security ပိုင်းစဉ် ထိလာတဲ့ဟာမျိုးတို့ personal attack တို့ assertion တဖြစ်ပေါ့နော်မျိုးအာဒီအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လုခံရတဲ့ဟာမျိုးတွေအဲ့ဒီမျိုးတွေလည်းကြုံတွေ့ခဲ့တာတွေရှိတယ်ဆိုတော့လက်ရှိမှာခါကျတော့ဒီအဲ့ဒီအတွေ့အကြုံကိုဘယ်လိုတုံ့ချနေလဲဆိုဥပမာဆိုရင်အဲဘယ်လိုနေရာသွားတယ်ဆိုရင်ဘယ်လိုစစ်စေး game မှာဆိုရင်ဘယ်လိုစစ်စေးတက်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်ကိုယ့်ရဲ့ learning center မှာရှိတဲ့အာကလေးတွေရောကိုကိုတိုင်ကရောပေါ့နော်ဒီ security ပိုင်းနဲ့ပတ်သက်ပြီးတော့မှအများကြီးဂယူဆိုင်ဖြစ်နေတယ်ပြီးခါကျတော့မှအရင်တုန်းကဆိုရင်လည်းအာဘယ်လိုပြောမလဲဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှပေါ့နော် အာကိုအနေနဲ့ဆိုရင်အရန်ကြီးကိုစိတ်ဝင်စားတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာကြော်ဒီခုဖြစ်ပြီးနောက်ပိုင်းမှာဆိုရင်အရန်ကိုစိတ်ဝင်စားလာတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အများကြီးလေ့လာဖြစ်တယ်ကိုရဲ့လူငယ်တွေကိုလည်းအများကြီးအာ share ပေးခြင်းတယ်ပေါ့နော်အဒီကနေ့ကိုရလာခဲ့တဲ့အာဒီဒီသင်ခန်းစာတွေကနေ့တစင်ပေါ့နော် ပြန်ပြီးတော့မှအာကိုရဲ့ဘေးပတ်ဝန်းကျင်ကရှိတဲ့လူတွေကိုရဲ့ဒီကျောင်းသူကျောင်းသားတွေကအစပေါ့နော်အဲ့လိုမျိုးတွေကိုပြန်ပြီးတော့မှ share ပေးတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးတော့လုတ်ဖြစ်နေတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ဘယ်လိုဟုတ် โอเคပါကျေးဇူးပါအာဒီအခု2025ကောက်ကျွန်တော်တို့ဒီຫນွေဥတော်လာရေးဘဲမကပဲねကျွန်တော်တို့ဒီပူဟိုဟာပေါ့မြေပြင်အခြေအနေတွေကိုကျွန်တော်တို့ဒီ2025တက်မှာတခုခုပြောင်းလဲဖြစ်သွားမယ်လို့ထင်လာပေါ့အာတခုခုအာဆွေးနွေးသုံးသပ်လို့ရမလားပေါ့လေဟုတ်ကဲ့ဒီ2025မှာကြောဒီကျမတို့ပေါ့ဦးဘဲဟိုကြည့်မယ်ရှင်တော့လည်းလည်းတော့အာအပြောင်းလဲတွေတော့ရှိကောင်းရှိလိမ့်မယ် အရင်ကထက်ဆိုင်တော့ပြောင်းလဲတွေတော့အာပြောင်းလဲလာတဲ့ဟာမျိုးတွေတော့အာရှိရှိလာတယ်ပေါ့နော်ရှိလာတဲ့ဟာမျိုးမြင်လဲမြင်လာရတယ်အာသူပြင်ဖက်လဲပေါ့နော်ကျမတို့အာဒီပြောလို့ပြောရမဟုတ်ပေါ့နော်ကျမတို့လူမျိုးမဆိုရင်ဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာမျိုးစင်အရန်ကိုအာ knowledge အာနေနေတဲ့ဟာမျိုးတွေတော့တွေးရတယ်ပေါ့နော်ဥမာစင်သူတို့ဆိုရင်အာဥမာထားလိုက်ပါတော့ PNO ဘက်ကနေပြီးတော့မှအာနည်းနည်းပြောလိုက်ပြီးစင်လဲသူတို့ကအရန်ယုံတယ်ပေါ့နော်ပြောရမယ်စင်ဒီဝါဒဖြတ် ဒါတအားလွယ်တဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့ဒီဒီဘောဂိတူတွေနေတဲ့ခါကျတော့ တော်တော်များများတော့နိုင်ငံရေးစိတ်ဝင်စားလာတယ်တွေ့ရတယ်အဲ့ဒီပုံမှာလည်းအဝမ်းလဲတာတယ်သူ့မိမဲ့လည်းဒီအာဒီအိုးနိုင်ငံရေးမှာစပေါ်အိုးအိုးလူမျိုးတိုက်ပေါ်တော့နိုင်ငံရေးပြောင်းလဲသွားဖို့ဆိုတော့နည်းနည်းတော့အာခက်ခဲတယ်ဒါပေမဲ့လည်းအရင်ကထက်စာရင်တော့ဒီ2025မှာစရင်2025မှာစရင်အဲဒီနိုင်ငံရေးတွေမှာပါဝင်လာတဲ့ဟာမျိုးတွေပါဝင်လှုပ်ရှားလာတဲ့ဟာမျိုးတွေတွေ့တယ်သူ့မိမဲ့လည်းအများကြီးဆိုတဲ့ဟာမျိုးတော့ကိုယ့်အနေနဲ့လည်းအာအများကြီးလက်မမျောလိရဘူးဘာလို့လဲဆိုတော့ခုနပြောတဲ့အတိုင်းပဲဒီ အာအများကြီးလုတ်ပေးဖို့လိုတယ်ပေါ့နော်နိုင်ငံရေးနဲ့ပတ်သက်တဲ့ knowledge တွေဆိုရင်လည်းကိုတို့အနေနဲ့အများကြီးအားထည့်ပေးဖို့လိုနေတဲ့ပေါ့နော်အဲ့ဒီအသက်ကြောင့်ဒီအခုခေတ်တက်တစ္ဆာလူငယ်တွေကိုလည်းပေါ့နော်သူတို့ အအများကြီးဒီ political နဲ့ပတ်သက်တဲ့ဟာမျိုးဆိုအများကြီးပြောပြပေးတဲ့ဒီအရင်တုန်းကဖြစ်ခဲ့တဲ့ history တွေနဲ့ရှင်ပြီးတော့မှပေါ့နော်ဘလို့ဘလို့ဖြစ်ခဲ့တဲ့နိုင်ငံရေးတွေမှာဆိုရင်တချို့လူငယ်တွေဆိုရင်တော့မှပေါ့နော်နိုင်ငံရေးတွေကကျွန်တော်တို့နဲ့မဆိုင်ဘူးကျွန်တော်တို့နဲ့မဆိုင်ဘူးဆိုတော့လူငယ်တွေလည်းအများကြီးတွေးနေရတဲ့ကိုနေတဲ့ပုံဝင်ချက်မှာဆိုရင်လည်းအများကြီးတွေးနေရတဲ့အာအပြောင်းလဲတော့ဖြစ်ကောင်းဖြစ်ရှင်လိမ့်မယ်ဒါပေမဲ့လည်းအာဒီအရင်အားရဆရာကောင်းတဲ့ဟာမျိုးတော့အာတွေ့ရအောင်လိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်ဟုတ် อืมโอเคจะเลยเนี่ยတော့လဲကျွန်တော်တို့ကပြောင်းလဲဖို့တော့အဲနည်းနည်းတော့ခက်ခဲနေသေးသေးပေါ့လေဟုတ်တယ်အဲကျွန်တော်တို့မျိုးစုတွေကလည်းပိုးတို့တနည်းဆိုတာကပတန်းလဲစတက်ကတော့ဘူးခဲ့တဲ့ဒေတာတွေဖြစ်နေတာဟုတ်โอเคโอเคอันนี้ผมจะเอาชื่อนี่ไปเนาะเนาะโอเคฮะฮะเอ่อนาวเมโกนตะคู่นี่เนี่ยพอเลยญีบาเลยอ่าลุงเหงอ่าลุงเหงเดียวนี่เนาะอนาคตเมียนมาနိုင်ငံกูบลูปုံစံမျိုးမြင်ချင်เลยบลูปုံစံမျိုးဖြတ်တန်းချင်เลยပေါ့

ဘယ်လိုမြင်ချင်လဲဆိုတော့ကျမတော့ကျမချင်လဲပေါ့နော်ဒီခုဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျမတို့လူငယ်တော်တော်များများကငင်းချမ်းရေးကိုပဲလိုချင်ကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဘယ်လိုလဲဆိုအများကြီးလဲအခက်ခဲကြတယ်ကိုနေနဲ့ဘယ်လိုမြင်ချင်လဲဆိုတော့ငင်းချမ်းပြီးတော့မှပေါ့နော်အရင်တုန်းကအအရင်တုန်းကဆိုတာတဲ့ပေါ့နော်အဲ့ဒီထက်ပို့ပြီးတော့ကောင်းတဲ့ဟာမျိုးပေါ့အရင်တုန်းကလည်းဆိုဒီမိုကရေစီလို့တာပြောတာပေါ့နော်အဲ့ဒါပေမဲ့ဒီအဲ့ဒီဒီမိုကရေစီရဲ့အနှစ်သာရကိုလည်းပေးအဝမရခဲ့ဘူးအာဒီကျမတို့ဒီမြန်မာနိုင်ငံ ံကလူတွေပဲဒီမိုကရေစီဆိုတော့အာအတိတ်ပဲပို့အတိတ်ပဲကောက်လွဲခဲ့တာလားတော့မသိဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဆိုတော့အဲဒီအာလိုချင်တဲ့ ပေါ်တော့ကျွန်တော်တို့အ sorry ကျမတို့လူငယ်တွေအနေနဲ့လူချင်းတဲ့ဒီ Federal Democracy ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတည်ဆောက်နိုင်မယ်လို့ပေါ့နော်အဲ့လိုမျိုးအလေးဖြစ်ချင်တယ်ပြီးတော့မှတကယ်ကိုငင်းချမ်းရေးအစ်စ်ပေါ့နော်လုံးဝငင်းချမ်းပြီးတော့မှဒီလူငယ်တွေကိုလည်းပေါ့နော်တက်တက်ဆောက်လူငယ်တွေကိုလည်းအနေရပေးတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးဒီတန်းတူညီမျှရေးအစရှိတစ်ဖြစ်ပေါ့နော်အဓိကကျောကျမအနေနဲ့ဆိုရင်တော့ဒီကိုနိုင်ငံဘယ်လိုမြင်ချင်လဲဆိုတော့ဒီငင်းငင်းချမ်းချမ်းနဲ့ပေါ့နော်အ ဒီ emotion အပိုင်းနဲ့ဖြစ် physical အပိုင်းနဲ့ပဲဖြစ်ပေါ့နော်အာဒီ living standard အဖြစ်နဲ့ living standard တွင်နေနေရောပေါ့နော်အဲ့လိုခင်မီဖွံ့ဖြိုးတဲ့အာနိုင်ငံတစ်ခုပေါ့နော်အဲ့လိုမျိုးမြင်ချင်ပါတယ်ဘို့ဟုတ် ဟုတ်ကဲ့ပါဖြည်းပြီးတာလေပြီးဆုံးပါလေပေါ့လေအဲနောက်ဆုံးတစ်ခုလေးပေါ့လေတကယ်လို့များဒီနိုင်ငံတော်နိုင်ငံနိုင်ငံကပေါ့ပြောင်းလဲတစ်ခုဖြစ်သွားခဲ့ပြီဒေါ်လာရေးတွေပါတယ်အောင်သွားခဲ့ပြီဆိုပေါ့လေအာဘာဒီဆက်လောက်သွားဖို့ရှိလေဒီတိုင်းပဲကိုပါစနယ်ပရော်ဖက်ရှင်နယ်အဲဖြတ်သန်းမှုပုံစံတွေပေါ့ပြောင်းလဲလုပ်ဖို့ရှိလာပေါ့ โอเคအဲ့ဒီမီကွန်တန့်အကျိုးကျွန်မအနေနဲ့ကယ်ယူပေါ့နော်ဒီတော်လန်ရေးအောင်မြင်သွားတဲ့အခါမျိုးမှာပေါ့နော်အာဘာဒီဆက်လုပ်ဖို့စိတ်ကူထားလဲဆိုတော့ဒီကိုအခုသွားနေတဲ့အားမျိုးပဲပေါ့နော်လူငယ်တွေကိုပညာရေးအာဒီ education ပိုင်းပေါ့နော် access မဖြစ်နေတဲ့လူငယ်တွေကိုအများကြီးဖိတ်ပေးမယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှ အများကြီးကိုလုတ်ပေးနိုင်တဲ့ဟာမျိုးဆိုအများကြီးအာလုတ်ပေးချင်တဲ့ဒီသူတို့အနေနဲ့ဒီနိုင်ငံရေးကိုစိတ်ဝင်စားလာအောင်ပေါ့နော်အဓိကလူငယ်တွေမှာဆိုရင်အခုခေတ်မြန်မာနိုင်ငံလူငယ်တွေမှာဆိုရင်ဒီစီးပွားရေးနဲ့ပတ်သက်တဲ့အမြင်လေးတွေပေါ့နော်နိုင်ငံရေးနဲ့ပတ်သက်တဲ့အမြင်တွေအများကြီးလိုအပ်နေတဲ့ဟာမျိုးတွေတွေ့ရတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကိုယ့်အနေနဲ့အများကြီးဆွဲခေါ်နိုင်အောင်ပေါ့နော်အဲ့လိုမျိုးတော့အဆက်ပြီးတော့လုတ်ပါမယ်အဲ့ဒီဒီကိုယ့်အနေနဲ့ပေါ့နော်ဒီဒီအာသူတို့ကိုပေါ့နော်အများကြီးပေးနိုင်အောင်ပေါ့နော် ခုနပြောတဲ့ဒီတို့ရဲ့ physical အရာရောအာဘုံပြတတလာအောင် emotion အရာပေါ့ရောပေါ့နော်အဲ့လိုဘုံပြတတလာအောင်ပေါ့နော်အဲဒီတခြား ဒီတခြားနိုင်ငံဆိုတာထဲပေါ့နော်ပြောရမယ်ဆိုရင်တော့အဲ့လိုမျိုးပုံစံမျိုးပေါ့တခြားလူငယ်တွေနဲ့ပေါ့နော်ကိုလူမျိုးဆိုရင်လည်းအာတခြားလူငယ်တွေလူမျိုးပေါ့နော်အဲ့လိုသွေးလာအောင်တိတက်လာအောင်ပေါ့နော်အဲ့လိုအဓိကကတော့သူတို့ပေါ့နော်အများကြီးပညာရေးနဲ့ပတ်သက်ပြီးတော့မှဖြစ်ဒီ social change နဲ့ပတ်သက်ပြီးတော့မှဖြစ်အများကြီးလုပ်ပစ်ချင်တယ်ပေါ့နော်အဲ့ဒီအပိုင်းပဲဆက်လုပ်သွားမယ်လို့လက်စိတ်ကူထားတယ်ပေါ့နော်ကျွန်တော်ဟုတ်ဟုတ်ကဲ့ပါဟိုဟာကျေးဇူးပါပေါ့ဒီအဲ တော့ပေါ့နောက်ဆုံးခုကတော့ဒီကျွန်တော်တို့ဒီမှာဆစ်ဆောင်နေရတယ်ဆိုကျွန်တော်တို့ပင်လောင်းလို့စီဆိုင်လို့ခင်ပါလေအများကြီးရှိတယ်နော်အဲ့တော့ဒီဆစ်ဆောင်နေရတဲ့လူတွေကမကြဘူးကျွန်တော်တို့ဒီဖက်ဖက်ကနေရုံးကန်နေရတဲ့ဒီလူထုတွေပေါ့အဲစိတ်ဓာတ်ခွန်အားပေးရနေတဲ့စကားလေးနည်းနည်းပေါ့နောက်ဆုံးနေတဲ့စကားလေးနည်းလောက်ပြောပြပါအောင်ညီမလေးဟုတ်ကဲ့ပါပေါ့เนาะကျမတို့အနေနဲ့လဲပေါ့เนาะအဲ့ဒီ ဒီဖြစ်သွားတဲ့ပုံမှာဆိုရင်လည်းပေါ့နော်ဒီကျွန်တော်တို့လည်းသူနီးသူပဲအာဒီဒီစီပွားရေးနဲ့ပတ်သက်ပြီးတော့မှာပဲဖြစ်ပေါ့နော်အဆင်မပြေဘူးပေါ့နော်အများကြီးအာလုံနေရတဲ့ဟာမျိုးတွေရှိတယ်ဒါပေမဲ့လည်းအဲကျွန်မမြင်တယ်ပေါ့နော်ဒီအာဒီစစ်ချောင်းနေတဲ့ အလူငယ်တွေမှာဆိုရင်ပို့ပြီးတော့မှစိတ်ခွန်အားရတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေမြင်တယ်ကျမတို့စာတင်ပေးတဲ့အခါမျိုးကျမတို့လက်နီးစံထားရောက်လာတဲ့ကလေးငယ်တွေဆိုရင်လည်းဥမာဒီစိတ်ချောင်ကလေးငယ်တွေဆိုရင်လည်းပို့ပြီးတော့မှတခြားကလေးတွေထပ်ပို့ပြီးတော့မှစူးစားရှင်စိတ်ရှိကြတယ်တအားလေးတော့ကြတယ်ပေါ့နော်အဲ့ဒီတော့လည်းအရန်ကို appreciate လုပ်တယ်ဆိုတော့ကျမတို့ဒီအချိန်တွေမျိုးမှဆိုရင်လည်းအတူတူတောင်းခံပြီးတော့မှပေါ့နော်တနည်းတစ်ချင်းချင်းကြရင်တော့ကျမတို့လိုချင်တဲ့ Federal Democracy ဆိုတဲ့ဟာမျိုးတွေပေါ့နော်ငြိမ်းချမ်းရေးဆိုတဲ့ဟာမျိုး ကရောက်လာလိမ့်မယ်လို့လည်းထင်နေယုံနေယုံနေအခု loss တွေလဲဆင်းလဲဒီတော်လိုင်းရေးဟာဆင်းလဲတော်တော်လေးကိုလမ်းရောက်နေပြီဆိုတဲ့ဟာမျိုးတွေအရှိတဲ့အတွက်ကြောင့်ဘောနော်ဒီအရှင်နေမျိုးမှာဆင်းဘယ်တော့ပဲခက်ခဲခက်ခဲပေါ့နော်အစိတ်ပိုင်းဆိုင်ရာဒီဟာ တီရောဒီ physical ရော emotion ရောအစရှိတဖြစ်ပေါ့နော်အဲ့ဒီဟာတွေကိုတူတူကြော်ဖြတ်ကြမယ်ပေါ့နော်အဲ့လိုမျိုးတွေအာလုပ်ဖို့အဓိကတော့အလုံးအာ fighting ပါပေါ့နော်တနည်းတစ်ချင်ချင်ကြရင်တော့အဆင်ပြေသွားလိမ့်မယ်ပေါ့နော်အဲ့ဒီလိုဖြစ်လာလိမ့်မယ်လို့လည်းကျွန်မအနေနဲ့ယုံကြည်တယ်ပေါ့နော်ခုနော် ခုလိုမျိုးကျွန်တော်ခေါ်တဲ့ဌာနရဲ့မြန်မာရဲ့လူငယ်တန်ခဏမှာဟိုကောင်းမွန်တဲ့ဆွေးနွေးချက်တွေလူငယ်တွေရောလူကြီးတွေရောဟိုအတွေးအကြုံရမယ်ဆွေးနွေးချက်တွေဆွေးနွေးပြသွားတဲ့အစီအစဉ်အများကြီးတင်ပါရဲ။တော့ဒီစီဇန်ကိုစောင့်မကြည့်ရှုအားပေးကြတဲ့ယူရပြည်သူတွေအနေနဲ့လည်းအတွေးအမြင်တွေတော်လိုင်းကြီးတော်ထောက်ကူပြုတဲ့အတွေးအကြုံတွေရရှိနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါရဲ။စောင့်မကြည့်ရှုအားပေးခဲ့ကြတဲ့ယူရပြည်သူများအားလုံးလည်းစိတ်ချမ်းသာချီးကျူးကျမ်းချမ်းသာနဲ့ပြည့်စုံပါစေခင်ဗျာ။